အားလုံးမင်္ဂလာပါခင်ဗျကျွန်တော်ကအဆုံးနေခြင်းကောင်းတခုဆရာဝန်ဒေါက်တာဝင်းနိုင်ဖြစ်ပါတယ်ယနေ့ဖို့တော့ပန်းနံရင်ကျက်ရင်ကျက်ပန်းနာလို့ခေါ်တဲ့အက်စမာနဲ့ရိုးရိုးရင်ကျက်ယောဂါရဲ့ပတ်သက်ပြီးတော့ဆေးပညာဘုဒ္ဓတာကိုမျှဝေပေးချင်ပါတယ်ပန်းနံရင်ကျက်ယောဂါဟာတကယ်တော့လူနာရဲ့ကိုရင်းဗီဇတ်တက်ကဲ ပတ်ဝန်းကျင်ရဲ့လှုပ်ဆောင်မှုတွေဒီနှစ်ချက်ပေါင်းပြီးတော့ဘာနဲ့ရင်ကျက်ယောဂဖြစ်ပါတယ်ဒီလိုဖြစ်တဲ့အခါမှာအဆုတ်ကလေးပြုံနေရောင်ရမ်းမှုဖြစ်ပါတယ်လေးပြုံနေရောင်နေဆိုတော့ချွဲတွေထွက်ပါတယ်လေးပြုံနံရံတွေထူလာပါတယ်လေးပြုံရဲ့အဝကျင်းသွားပါတယ်ဒီအခါမှာအသက်ရှူရတာခက်ခဲပြီးတော့မောကျက်လာပါတယ်ဒီလိုနဲ့ဘာနဲ့ရင်ကျက်ဖြစ်ရပါတယ် ဖန်တဲ့ရင်ရဖြစ်ပြီဆိုရင်အသက်ရှူရတာကြက်လာတယ်မောလာတယ်အသက်ရှူလို့ရှိရင်တရှူရှူနဲ့မြည်လာတတ်တယ်ချောင်းဆုလာတတ်တယ်ချွဲထွက်လာတတ်တယ်ထွက်တဲ့ချွဲရလဲခက်ခက်ခဲနဲ့ထုတ်ယူရတယ်ချွဲတွေကစီးပိုင်းပြီးတော့နေတတ်တယ်ဒီတဲ့ပို့ပြီးတော့ဆိုးလာပြီဆိုရင်စကားပြောခက်လာမယ်သွားလာလှုပ်ရှားလို့မလွယ်ဘူးအသက်အနေရှိလောက်တဲ့အခြေအနေမျိုးဆိုလို့ရှိရင်လှုပ်ရှားလို့တော့မရတော့ဘဲနဲ့တကူလုံးပြန်နှမ်းပြီးတော့ဖြစ်လာတတ်ပါတယ်နှလုံးခုန်တွေလည်းရမ်းမြန်လာတတ်ပါတယ် ဒီအခြေအနေကတော့အသက်အန္တရာယ်ရှိလောက်တဲ့ရင်ကျပ်ပန်းတာအခြေအနေဖြစ်ပါတယ်။ပန်းနာရင်ကျပ်ယောဂာနဲ့လာပြီးထင်တယ်ဆိုရင်ဒါတကယ်ပန်းနာရင်ကျပ်ဟုတ်ရဲ့လား။ရိုးရိုးရင်ကျပ်များဖြစ်နေမလားဆိုတာကိုကျွန်တော်ဆရာဝန်တွေကအမြဲတမ်းစဉ်းစားရပါတယ်။ရင်ကျပ်တိုင်းအက်စမာမဟုတ်တတ်ပါဘူး။ဥပမာအဖြစ်ပြောရမယ်ဆိုရင် ကျွန်တော်အေးမိရယ်နာစီရယ်ဒီလိုအခြေအနေမှာလေလေပြုံတွေရောင်ရမ်းမှုဖြစ်တယ် bronchitis တို့ bronchiolitis တို့ခေါ်တဲ့ယောဂါတွေပေါ့နောက်တစ်ခုကတော့ TB ယောဂါတို့အဆုံးမှာ pneumonia ဖြစ်တဲ့ယောဂါတို့ကျွန်တော်တုတ်ကွေးယောဂါတို့ကိုဗစ်ယောဂါတို့မှာလေလေပြုံတွေရောင်ရမ်းပြီးတော့လေပြုံတွေကျင်းပြီးရင်ကျက်တာဖြစ်တတ်ပါတယ်ဒါပေမဲ့ဒီရင်ကျက်တွေဟာဘာနဲ့ရင်ကျက် asthma နဲ့မတူပါဘူးလက္ခဏာအဖြစ်တော့ဆင်းတယ်ဒါပေမဲ့ယောဂသမတ်ချက်မှာ တို့ကိုကျွန်တော်တို့က SMART လို့ခေါ်တဲ့ပန်းနံရင်ကြက်တဲ့ကိုထည့်လို့မရအောင်ပန်းနံရင်ကြက်ကသဘောကတော့သူကဖြစ်တယ်ပြန်ကောင်းသွားတယ်ကုသမှုပေးပေးမပေးပေးပထမပိုင်းမှာပြန်ကောင်းသွားတယ်ကောင်းရင်လူကောင်းလိုပဲပြန်ဖြစ်တယ်လုံးဝမကြက်တော့ဘူးဒါပေမဲ့တစ်ချိန်တစ်ခါမှာတော့ယောဂါကိုဆွတဲ့အချိန်မျိုးဖြစ်လာရင်ရင်ပြန်ကြက်တယ်အဲ့ဒီလိုဖြစ်လိုက်ကောင်းလိုက်ဖြစ်လိုက်ကောင်းလိုက်ဆိုတဲ့ history ပေါ့နော်အဲ့လိုမျိုးလေးရှိတတ်တယ်အဲ့တော့ ဂျန်နဲ့ရင်ကျက်တည်ကြတော့ဒီလိုမဟုတ်ဘူးပေါ့နောက်တစ်ခုကတော့ဗာနဲ့ထပ်ပြီးတော့ခွဲခြားလို့ရသေးလဲဆိုရင် peak flow meter spirometry အဲ့ဒီလိုအစုပ်လေးမှုတ်အားတိုင်းတဲ့ကိရိယာရင်းနဲ့တိုင်းပြီးတဲ့အခါမှာဒါကတော့ဗာနဲ့ရဟုတ်တယ်မဟုတ်ဘူးဆိုတာကိုကျွန်တော်ခွဲခြားပြရပါတယ်ဘာလို့ခွဲခြားပြန်လဲဆိုတော့အရေးကြီးပါတယ်ဗာနဲ့ရင်ကျက်ယောဂါဟာနာတာရှည်ယောဂါဖြစ်တယ်သူ့ကိုကျွန်တော်ကုသမှုပြေးမယ်ဆိုလို့ရှိရင်တော့ဖြင့်ရေရှည်ပေးရတာဖြစ်ပါတယ်ဒါကြောင့်မလို့မလို့အဖဲနဲ့ ပန်းနံ့ရင်ချယောဂနာမည်တက်ပြီးတော့ဆေးတွေကိုရေရှည်ယူရတာတောက်ရတာမျိုးမဖြစ်အောင်ကျွန်တော်တို့ကယောဂသမတ်ချက်ကိုတိကျအောင်လုပ်ရလေးရှိပါတယ်အနံ့ရယောဂဖြစ်ပြီဆိုလို့ရှိရင်ရှေ့ဘက်မှာပြောခဲ့တဲ့အတိုင်းပဲလေပြုံတွေရောင်ပြီးတော့လေပြုံကျင်းသွားပါတယ်လေပြုံကျင်းသွားတယ်ဆိုရင်လေပြုံကျဲအောင်လေပြုံချဲ့ပေးတဲ့ဆေးတွေချက်ချင်းသက်သာစေတဲ့ဆေးတွေကိုကျွန်တော်တို့ပေးရပါတယ ပြီးတဲ့ကံမှာတောက်ဆေးတွေရှိမယ်ရှူဆေးတွေရှိမယ်ဆက်နဲ့ငွေ့ရှူရာတွေလည်းရှိပါတယ်ဒါတွေကတော့လေပြုံကိုချက်ချင်းကျဲသွားပြီးတော့အသက်ရှူချောင်သွားအောင်လုပ်ပေးတဲ့ဆေးတွေဖြစ်ပါတယ်ဒါပေမဲ့ဒီဆေးတွေအာနိသင်ဟာခဏပဲခံပါတယ်နောက်တစ်ခုကတော့ဗန်းနံရက်ယောဂရဲ့ဆင်းမြစ်ဖြစ်တဲ့လေပြုံရောင်နာကိုဖြည့်ရှင်းပေးနိုင်မှုမရှိပါဘူးလေပြုံရောင်နာကိုချပေးတဲ့ဆေးအယောင်ရော့စေတဲ့ဆေးတွေကိုကျွန်တော်တို့ပြရပါတယ်ဒီနေရာမှာလည်းတောက်ဆေးထိုးဆေးရှူဆေးတွေဆိုပြီးတော့ရှိပါတယ်ဒီဆေးတွေကလေပြုံရောင်နာကိုတက်တာသွားစေတယ် တက်တာသွားတဲ့အတွက်ကြောင့်မလို့နောက်ဆက်တွဲလေးပြုတ်ချင်းတာတို့ချွဲတလေးထွက်တာတို့ယော့သွားစေပါတယ်။နောက်တစ်ခုကတော့ချွဲတွေတိတ်ကပ်နေရဆိုရင်လည်းချွဲပြိုစီပေးရလို့ရှိပါတယ်။ဒါပေမဲ့လည်းချွဲပြိုစီတစ်ခုတည်းတောင်းယူနေတော့မနှံ့ရင်ကြက်ကလက္ခဏာတွေအကုန်လုံးတက်တာသွားနိုင်မှာမဟုတ်ပါဘူး။အားလုံးကိုလွင်လို့တလို့ပေါင်းပြီးတော့ကျွန်တော်တို့ပေးရလို့ရှိပါတယ်။နောက်တစ်ခုကတော့ပိုးဝင်တဲ့အခြေအနေမျိုးတွေလည်းရှိတတ်ပါတယ်။အဆုတ်ကိုပိုးဝင်တဲ့အတွက်ကြောင့်မလို့သူကလေပြုံနေရောင်ပြီးတော့ရင်ကျက်ပန်းနာဖြစ်တဲ့သဘောရှိတတ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့က ပိုတက်စီကိုလည်းကျွန်တော်တို့ထိုင်တင်တယ်လို့ပြောရလို့ရှိပါတယ်အနှံ့ရင်ကျယောဂရှိပြီဆိုရင်ဒါနာရရှိယောဂဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နေ့တစ်ခုနေထိုင်မှု စားသောက်မှုနော်ဒါလေးတွေကိုဆင်ခြင်ဖို့လိုပါတယ်စားသောက်တာနဲ့ပတ်သက်ပြီးအရင်ပြောမယ်ဆိုရင်တယောက်နဲ့တယောက်အစားသောက်မတည့်တာချင်းမတူကြပါဘူးတချို့ကဥပမာမုံညင်းကိုစားရင်ကြက်တယ် တချို့ကပန်းသီးဆိုင်ကြက်တယ်စသဖြင့်ရှိနိုင်တယ်ဒါပေမဲ့နောက်တစ်ယောက်မှကြတော့မကြက်ပါဘူးသူ့အတွက်ကဘာမှမဖြစ်ဘူးဆိုတာလည်းရှိနိုင်တယ်ဒါကြောင့်မလို့တယောက်ကြက်တာကိုနောက်တစ်ယောက်ကလိုက်ပြီးရှောင်းမယ်ဆိုရင်တော့ဖြင့်ရှောင်းမယ်အစားတွေအများကြီးဖြစ်ကုန်ပါလိမ့်မယ်အဲ့တော့ကိုယ်သွေးကိုယ်သားနဲ့တဲ့လားမတဲ့ဘူးလားဆိုတာကိုအတွေ့အကြုံရှိတတ်ကြပါတယ်။ဘာကြောင့်လဲဆိုတော့နာရီယောဂဖြစ်တဲ့ဖြစ်လိုက်ပြောင်းလိုက်ဖြစ်တဲ့ဆိုရင်ကောင်းနေတာမှာဘယ်စားကိုစားလိုက်ရင်ကြက်တယ်ဆိုတဲ့ဥစ္စာကိုမှတ်သားထားဖို့လိုပါတယ်။ဒုတိယတစ်ချိန်တတိယတစ်ချိန်ထပ်စားလို့ ဒီအစာကိုစားလိုက်လို့ကြက်တယ်လို့သိပြီဆိုရင်တော့ဖြင့်ဒီအစာတောက်ကိုရှောင်မှုအတွက်လိုပါလိမ့်မယ်နောက်တစ်ခုကတော့အာလုံးအတွက်ရှောင်ရမယ့်အချက်တွေရှိပါတယ်အဲ့ဒါကတော့ခြင်စည်းတို့အမွေးတိုင်းတို့ရေမွှေးတို့ဆူရှားတဲ့အနံ့တွေဖုံတွေအမုံတွေအဲ့ဒါတွေကတော့လူကောင်းတွေလည်းမတက်တယ်လို့ပန်းနိုင်ရရှိတဲ့သူတွေအတွက်ဆိုရင်တော့အဆိုးဆုံးဖြစ်ပြီပေါ့ဒီအနံ့တက်တွေအမုံမွားတွေကိုလည်းရှောင်ကြရမှာဖြစ်ပါတယ်ဒီပြင်ကိုကျွန်တော်တို့အပူဝေးမျှတဖို့လိုပါတယ် ူလုံးတဲ့ယာဒီမှာလည်းရင်ချက်တွေကြွတယ်လို့အေးတဲ့ယာဒီကတော့အကျအများဆုံးပေါ့ဒါကြောင့်မလို့မနေ့အစောကြီးအထူးသဖြင့်ဆောင်းတွင်းမှာလေအေးနဲ့လမ်းလျှောက်တာတို့ဖုန်လေထဲမှာကစားတာတို့ဒါတွေကိုကျွန်တော်တို့ရှောင်ဖို့လိုပါတယ်ဘာကြောင့်လဲဆိုရင်ဒီရှူလိုက်တဲ့လေဟာအပူရေးလွန်ခဲ့မဲ့ဆိုရင်လေပြုံကိုသွားဆွတဲ့အတွက်ကြောင့်မလို့ပန်းနံရင်ချိုင်ဟာကြွလာတတ်ပါတယ်နောက်တစ်ခုကတော့ကလေးတွေနဲ့ပတ်သက်ပြီးတော့ပေါ့ကလေးတွေကကျွန်တော်တို့ကစားတတ်ပါတယ် မိဘတွေအနေနဲ့ကကစားရင်ရင်ကျက်တယ်ဆိုပြီးတော့ကစားတာကိုထိန်းချုပ်တွေရှိပါတယ်မကစားစီဘူးပေါ့တကယ်တော့ဒီလိုမဖြစ်ရပါဘူးပန်းနှံရင်ကျက်ကိုတေချာကောင်းအောင်ကုမယ်ပြီးသွားလို့ရှိရင်ဖုံနေမုံနေအနံ့အသက်တွေမရှိတဲ့နေရာတွေမှာကလေးတွေကိုဘေးကစားတင်ပါတယ်ကစားမှသူတို့ဟာကြီးထွားတဲ့ဟော်မုန်းတွေထွက်ပြီးတော့ချမ်းမတန်ဆွမ်းတဲ့လူကြီးဖြစ်လာမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဖျားနာတွေမဖြစ်ဖို့လိုပါတယ်အဲတော့တုတ်ကွေးတို့အေးမီတာတို့စသဖြင့်ဒီလိုဥစ္စာမျိုးတွေကိုမဖြစ်ဖို့အတွက်ကာကွယ်ဆေးထိုးတင်ပါတယ် ရှောင်ရှားတင်ပါတယ်ပေါ့ပဏာရင်ကျက်ယောဂကပျောက်ကင်းတယ်လို့ထင်ရလောက်အောင်ယောဂလက္ခဏာတွေမပေါ်အောင်ကိုထိ ंछ ုတ်ထားနိုင်တဲ့သဘောရှိပါတယ်တကယ်အမှန်တော့ပျောက်ကင်းသွားအောင်အမြင့်ပြတ်သွားအောင်ကုလိုက်လို့တော့မရပါဘူးသူ့ရဲ့ဗီဇာဓာတ်ခံကိုကရှိနေတာဖြစ်တဲ့အတွက်ဒီယောဂကိုထိ ंछ ုတ်လို့ပဲရပါတယ်အဲ့တော့ထိ ंछ ုတ်မယ်ဆိုရင်တော့မှန်မှန်သာ ထိန်းချုပ်တဲ့ဆေးတွေကိုပေးထားမယ်ဆိုရင်လူကောင်းတယောက်လိုဖြစ်နေပါမယ်။ယောဂပြောက်တယ်လို့ဖြစ်နေနိုင်ပါတယ်။ဘာနိုင်ကြီးယောဂကနာတရှိယောဂအမြဲတမ်းကိုယ်နဲ့အတူ ရှိနေမယ်ယောဂဖြစ်တဲ့အတွက်နေထိုင်စားသောက်တာတွေကိုစင်ကြားမှာဖြစ်တယ်လို့ဒီယောဂကိုထိန်းချုပ်တဲ့ဆေးအထူးသဖြင့်ယောဂကိုထိန်းတဲ့ရှူဆေးတွေကိုမှန်မှန်နေ့စဉ်အမြဲတမ်း သုံးဆွဲဖို့လိုပါတယ်။အဲ့ဒီလိုသုံးဆွဲခဲ့မယ်ဆိုရင်ယောဂါပျောက်တယ်လို့ဖြစ်ပြီးတော့လူကောင်းတစ်ယောက်ရဲ့လူနေမှုဘဝအတိုင်းသက်စိတ်နေနိုင်မှာဖြစ်ပါတယ်။ကျန်းမာပြီးနေနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီယောဂါကိုထိန်းချုပ်နိုင်ဖို့အတွက်ကျွန်တော်တို့ဟာရှင်းပမာပြောခဲ့တဲ့ယောဂါအကြောင်းအတိတတိရှိပြီးတော့ဆေးကိုမမှန်သုံးဆွဲကြပါလို့ကျွန်တော်တိုက်တွန်းလိုပါတယ်။ဘဏ္ဍာရကျဝင်သာတဲ့အားလုံးကျမ်းမာချမ်းသာကြနဲ့ 有嘅比較經費比较，都是話你才能加把子。